ထိုင်းမြန်မာနယ်စပ်နီးမှာရှိတဲ့စစ်ကောင်စီရဲ့ဒါလေမဆုတ်တမ်းခံစစ်စခန်းကို KNL ကရင်မျိုးသားလူမျိုးရေးတပ်မတော်ကဝင်ရောက်တိုက်ခိုက်ရာမှာအမှန်24ချင်းလင်းတက်ရင်ဒုတိယတက်ရင်မှုနဲ့အဖွဲ့စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU ကရင်မျိုးသားအစည်းအရုံးဗဟုကသတင်းထုတ်ပြန်ပါတယ်။ဖန်ခရိုင်ပိုင်ကြုံမြို့နယ်တည်းရှိတညာကျူးခေါ်ဒါလေဘီဝါစခန်းကို မေ23ရက်9နိုင်ငံမှာ KNL တပ်မှခုနှစ်ဦးဆောင်တဲ့တော်လိုင်းတပ်တွေကသိမ်းပိုက်လိုက်တာဖြစ်ပါတယ်စစ်ကောင်စီဘက်ကဗိုလ်ကြီးတအူးအပါအဝင်၉ဦးသေပြီးထွက်ပြေးသွားတဲ့ဒုတိယတရင်မှုကို လိုက်လံရှာဖွေနေတယ်လို့ဆိုပါတယ်လက်နက်ကြီးလက်နက်ငယ်30ခန်းနဲ့ဘုံသီးတွေယာနဲ့ချီသိမ်းမိထားတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ကျင်းရီတမခွနိက ဒါလေစခန်းကိုသိမ့်ပိုက်ပြီးချိန်မှာအဲ့ဒီစခန်းနဲ့သိမ့်မွေးတဲ့မဲလာစခန်းကိုဆက်ပြီးတိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေပြီးဒေသခံ400ကျော်တောင်ရဲမြစ်ကိုဖျက်ပြီးထိုင်းနိုင်ငံဘက်ထွက်ပြေးတယ်လို့ KIC Current Information Center ကဖော်ပြပါတယ်မေဆက်လေးမှာစတင်တိုက်ခိုက်ပြီး15ရက်မနေ့မှာထွက်ပြေးလာတဲ့ဒေသခံ400ခန့်ထောက်ဆောင်ရံမြို့နယ်မဲလာမြို့နယ်ခွဲကိုရောက်သွားပြီး ကယ်ဆယ်ရေးအဖွဲ့တွေကယာယီစစ်ဆောင်စခန်းမှာနေရာချပေးထားတယ်လို့ဆိုပါတယ်။ KNL တပ်မခွနစ်ဟာတောင်ရင်းပြတလျှောက်မှာရှိတဲ့တခေါ်ပြီးကွီးနဲ့ဒါလေစခန်းကို မေလအတွင်းထိုးစစ်ဆင်သိမ်းပိုက်ပြီးတဲ့နောက်အခုမေလစခန်းကိုစစ်တိုက်သိမ်းပိုက်ဖို့ပြင်နေတာဖြစ်ပါတယ်။ဒီမတိုင်ခင်ကတော့မာနယ်ပလောဌာနချုပ်ဟောင်းကလေဒီပူလူတူ ဖောမာသူ စတဲ့စခန်းတွေကိုသိမ့်ပိုက်ခဲ့ပြီးဖြစ်ပါတယ်။တနင်္သာရီတိုင်းတဝဲမြို့အဝင်ပောက်တိုင်းတရားစစ်စေးဂိတ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ရမှာစစ်သားရဲနဲ့ပြူစောတိ9ဦးသေပြီး9ဦးဒဏ်ရာရတယ်လို့တဝဲခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။မေ9ရက်မနေ့9နိုင်ခွဲမှာစတင်တိုက်ခိုက်တာဖြစ်ပြီးတနအီကြာတိုက်ပွဲအပြီးမှာ တော်လှန်ရေးတပ်တွေအထူးအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်ဒီဆက်စင်ရေးကိုတဝဲခရိုင်တပ်ပေါင်းစုဒေါင်းညီနောင်စစ်ကြောင်းအိုးအောစစ်ကြောင်းတဝဲခရိုင်တပ်ရင်းတဘေးခရိုင်တပ်ရင်းတလောင်းလုံးပကဖကီအန်အယ်လီတပ်မဟာလေးအထူးတပ်ဖွဲ့နဲ့ဒရုန်းအဖွဲ့တွေပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ် ချင်းပြည်နယ်မင်းတပ်မြို့နယ်ကကြေးရွာတရွာကိုစစ်လေရင်ကဘုံကျဲတဲ့အတွက်ကလေးငယ်တွေအပါအဝင်3ဦးသေဆုံးပြီး10ဦးဒဏ်ရာရတယ်လို့ချင်း World Media ကဖော်ပြပါတယ်မေ15မနေ့ဆယ်နိုင်ကမှာ Jet Fighter ကဘုံကျဲသွားရမှာအသက်6နှစ်အရွယ်ကလေး2ဦးနဲ့မိဘ2ပါးသေဆုံး10ဦးဒဏ်ရာရပြီးနေအိမ်6လုံးပျက်စီးတယ်လို့ဖော်ပြထားပါတယ် ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုစစ်လေရင်ကနှစ်ရက်ဆက်တိုက်ဘုံကျဲလို့အရက်သားပြည်သူတွေသေဆုံးတန်ရာရကြောင်းအရခတ်တက်တော် EE ကသတင်းထုတ်ပြန်ပါတယ်မေ15မိုးလဲနှစ်နိုင်ခန့်မှာ Jet Fighter တစ်စင်းက ကြောက်တော်မြို့ရွာမရက်ွက်ကို၃ချိန်ဘုံကျဲရမှာအရက်သား၅ဦးသေပြီး၉ဦးအပြင်းထန်ဒဏ်ရာရပါတယ်ဒီနေရာကူပဲ မေဆက်၄မှာဘုံကျဲလို့၃ဦးသေဆုံးပြီး၅ဦးဒဏ်ရာရပြီးဖြစ်ပါတယ်မေဆက်၃ရက်ကလည်းရသေးတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုဘုံကျဲလို့ကလေးငယ်တွေအပါအဝင်12ဦးသေဆုံးပါတယ်အသက်ဆုံးရှုံးသွားရသူတွေရဲ့မိသားစုဆွေမျိုးများနဲ့ထတ်တူဝမ်းနေရပြီးစစ်ကောင်စီရဲ့စစ်ရာဇဝမှုတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ အရခတ်တက်တော် EE ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ